ဂူအောင်ကြသူများတနေ့တိုင်းပေါ်တူဂီလူမျိုးငန်စင်ကားမျိုးနွယ်တူကရန်ကုန်မြို့ဖရီဇာလန်တိုင်းခေါင်းငိုင်းဆိုင်ရှောက်ပြီးတော့လာလေတယ်။လမ်းမီးစည်းတယ်များဤအော်တန်များကာဟုန်တီတန်များကိုဂယူးမဆိုင်ပဲပေးဆောင်ဆောင်ရုံးနေတပွဲပွဲကြာဆင်းနေသောမိုးဆက်များကြားငန်စင်ကားမျိုးနွယ်နာနာရှောက်နေတယ်။တနေ့အရောက်တွင်အကိုအကိုဆိုသောအတန်ကိုငန်စင်ကားမျိုးနွယ်ကြားလိုက်ရသူ့ကိုခေါ်တာမဟုတ်တော့ပါဘူးလေတွေးပြီးတော့လမ်းကိုသာဆက်ပြီးတော့ရှောက်နေမိ။ ူလက်ကိုတင်းဆွဲကင်ခံလိုက်ရပြီးတော့အကူရဲ့ဒလောင်းအွန်နေတာမကြားဘူးလားလို့ဆိုတော့မှငစင်ကကြည့်လိုက်မိနှုတ်မှလည်းဟင်မိချေဆိုပြီးတော့ရေရွတ်မိလိုက်လေတယ်ဟုတ်ပါရဲ့ငစင်ကမျိုးနယ်ရှိမှရက်နေသူကမိကအဖွေးသားနှက်ခမ်းတွေရဲရဲဖြင့်မိချေငစင်ကမျိုးနယ်ကအလားမီဆိုင်မဖွေးဘူးလားလို့မေးလိုက်တဲ့အခါမိချေကငါဒီနေ့ဘာလို့မှမလုပ်ချင်ပါဘူးဟာဟုမျက်နှာနွမ်းနွမ်းလေးဖြင့်ပြောရှာတဆက်သေးနေရောဘာလို့ခေါမကြအောင်ကြနဲ့လမ်းလျှောက်နေတာလဲလို့မိချေပြန်မေးလိုက် ငစင်ကမျိုးနယ်ကငါသေးချင်နေပြီချေဟာငါနားမှာဘေးကောင်းမှမရှိတော့ဘူးဟိုကောင်မျိုးနယ်သူဖာနန်ဒက်စ်ကလည်းသစ်စာဖောက်နေပြီဗန်နဒီမွေအောင်ကန်ပြီးတော့ငါ့ဟိုတန်းပို့နေပြီငါ့ကိုယာရူကပြောရင်ငါ့ပြတ်သွားမယ်ထင်နေကြငါဆွဲကောင်ရှာပေါ်မျက်ပေါက်ချင်းပေါက်စီသုံးလေးသုံးဘတော်မှပြောင်းပြီချေဘတော်မှမပြောင်းဘူးဆိုပြီးတော့အန်ကြီးကြိတ်ပြီးတော့ပြောနေတယ်မိချေကဘာပြောရမလဲမသိသဖြင့်လာဟာအနေနဲ့ငါလည်းဘုတ်ကလေးစင်းနာဘုံဆိုင်သွားရအောင်ပြောလိုက်ငါစင်ကမျိုးနယ်ကတင်မထူးနေမထူးပုံစံဖြင့်ဘာမှပြန်မပြောပဲ ကောင်းတာနှိမ့်ပြလိုက်။ဘုံဆိုင်သွားလမ်းမှာမိချေရသူမျက်စိရှိမြင်သမျှငှက်များကိုကဲနေလိုက်ပြီးတော့ပေါက်နေတယ်။ပစံမှာကြီးစားငှက်တွေဆိုပြီးတော့ဆဲဆိုနေလေတယ်။ငစင်ကမျိုးနယ်ကလည်းမိချေငါ့ကိုပြောင်းအောင်တွေးရင်ပြောသမ်းပါဟာဟုသတိပေးလေ။ငှက်များကိုကဲနေပေါက်နေမိချေနဲ့တိပင်မြေတိုင်းခေါင်းတော်မောလမ်းလျှောက်နေငစင်ကမျိုးနယ်တို့ဘုံဆိုင်ကိုရောက်လာလေတယ်။ဘုံဆိုင်ရောက်ချိန်မှာဆိုင်တန်အထက်ကနိုင်ကိုကြည့်လိုက်တော့အချင်းကညနေ3:00နာရီ10မိနစ်ရှိနေလေပြီ။3:00နာရီ10မိနစ်တိတိဆိုပါတော့ဗျ။ ငါစကားမျိုးနယ်တဲ့မိချေတို့ကြောင်ကြကြဝိုင်းတဝိုင်းမှာထိုင်လိုက်ကြမိချေကပဲဈေးတလုံးဟူကနေကလေးဟာအတန်ဖြင့်မှားလိုက်ငစင်ကတော့ဈေးရောက်လာနေတပြိုင်နဲ့ရေမျောပဲတချိန်တို့မော့ချလိုက်လိမ့်တယ်ထို့နောက်ဟေကောင်နေမင်းတို့ဆိုင်မှာပြားကြီးရှိလားဟုအကျဲကြီးမေးဘေးနာမှာမိချေလည်းအားကြမကန်ဇင်ဝင်ဟင်းညိုရှိလားဟုမေးလိုက်လိမ့်တယ်ဆိုင်ကစပွဲတို့လေးများကဇင်ဝင်ဟင်းညိုတော့မရှိဘူးငုံကြော်ရှိတယ်စားမလားဟုပြန်ပေးတဲ့အခါမိချေကအိုးငတ်ဆိုရင်အကုန်သာချစားပြမယ်ဟုဆိုလိုက်လိမ့်တယ်ငစင်ကမျိုးနယ်ကိုလည်း ပြားရီတော့မရှိဘူးလက်ပံများကြက်ကြော်လေးစားမလားဟုမေးလေတယ်။ငစင်ကမျိုးတွေကပြားဖြစ်ရင်ပြီးတော့ချမှသာချာစမ်းဦးတုံ့ပြန်လိုက်။ဈေးလေးလုံးလောက်ကုန်ပြီးချိန်မှာမိချဲနေငစင်ကမျိုးတွေတို့တယောက်ကိုတယောက်ဖက်ပြီးငိုကြလေတယ်။ငစင်ကမျိုးတွေနဲ့မိချဲဟာဟိုတလောမှာထိတ်တိုက်တွေ့ပြီးတော့ရန်ဖြစ်ထားကြသူများဖြစ်ကြတော့လေ။အခုများတော့အရှုံးသမားချင်းသွေးစည်းကြလေပြီ။ငါရိုးနဲ့ကြက်ရိုးကိုက်ပြီးတော့သွေးကြွနေကြလေပြီ။ရှင်ပြူတော့ရွှေတီးဆောင်ခဲ့တာတွေချီးကြောက်ရင်းနှူးပြန်ပြောပြီးအရသာခံကြလေသည်။တပိပိနဲ့အချိန်ကလဲလာပြီ။ဆိုင်ပင်းရန်အချိန်နီးလာပြီဖြစ် ထိုချိန်၌ဆိုင်ထဲသို့မျက်နှာမတ်တက်ထားပြီးအုတ်ထုတ်ဆောင်သောလူတအုပ်ပုံးဆိုးကွယ်ဆိုးဖြင့်ဝင်လာလေသည်ဘုံဆိုင်ကောင်တာနာသွား၍ဘီးတလုံးလောက်ပြီးသူခတ်တိုးတိုးမှားလိုက်လေကောင်တာမလူကဟေးလူပကိုးသားကရုံခမရုပ်ပြထားလေကျုပ်သိတယ်နော်နောက်ဆိုစောစောလာဗျာခမဆိုင်ပိတ်ကန်ဒီနောက်ကြမှာဒုက္ခလာလာပေးနေနဲ့ကျုပ်ကအားရှိအောင်အိပ်ရသေးတယ်ဗျာရော့ရမှာခမဖုန်းဆက်မှားတာပဲလေတွေစားမှာဆိုရင်စားဟုဒေါသာကြီးနဲ့ပြောနေတယ်ပကိုးသားကရုံကလေးတန်းပြောလေးနဲ့အေးပါမောင်ဟာလဲတို့တို့ပြောစမ်းပါဟုတောင်းပန်ရှာတယ် သို့သောဆန်ရှိမောင်လန်းကလေးတန်းမလျှော့ပဲခမားတို့တွေအချိန်တိုင်းကျုပ်ရဲ့ရွှေကူပုံဆိုင်ကိုလာပြီးတော့အောင်းကြတာပဲမလားဟိုပဲငစင်ကမျိုးနယ်ဆိုရင်ဖောက်တဲ့တောင်ဖြစ်နေပြီလာပြီးတောင်းနေတာဗျာဟုပြောလေတယ်ငစင်ကမျိုးနယ်ကဆန်ရှိဟာလန်းစကားကြားတဲ့ကစိတ်မထိန်နိုင်တော့ပဲခွေးသားနှူဘူးလေးမနစ်ကမင်းတို့လည်းငါတို့လိုဖလားလက်မဲ့ပဲလူပါမွားနေဦးဆိုကလက်ထဲမှာကြက်ရိုးပြပြပောက်လိုက်လေဟာလန်းတော့ဗာပြန်မပြောပဲသချင်းတစ်ပုတ်ဖွင့်လိုက်ဒူတရလူဖြစ်နေပြီးဆုံးသွားဆိုတဲ့သချင်းကပုံဆိုင်လေးတဲကို လွင့်ပြန်လို့လာပါလေတော့တယ